ဖြစ်စဉ်က2016ကာလကဖြစ်သည်ကျွန်တော်ပကြီကားဝယ်နေတာသိတော့မိတ်ဆွေတို့ဦးလဲညှို့မှုကြောင့်တောင်ဥကလာတစ်ဆယ်ရက်ွက်တဲကပြင်ထောင်အိမ်အိုတစ်လုံးစီတက္ကစီဖြင့်ရောက်ခဲ့သည်ထိုမနေ့ရန်ကုန်မိုးသည့်တဖွဲဖွဲလေးကြနေ၏ခေါက်ထီးလေးကိုဖွင့်ပြီးတက္ကစီပေါ်မှဆင်းခဲ့သည်အိမ်ထဲကိုဝင်ခွင့်တောင်းတော့အဖူကတကားလာဖွင့်ပေးသည်ဘာကိစ္စရှိလို့လဲတူလေး ကိုမြတ်ချွန်လွတ်လိုက်တာပါဗျ။အဖိုးစီမှာပကြီကားရောင်းဆရာရှိတယ်ကြားလို့။လာလာအိမ်နှဲလိုက်ခဲ့။အဖိုးကကျုံးကလထိုင်တစ်ခုတွင်အထိုင်ခိုင်းသည်။ချိုးအိမ်တွင်အသက်80အရွယ်ခန့်အဖိုးနှင့်အဖွာနှစ်ဦးသာရှိသည်။သူတို့ကြည့်ရတာသာသမီရှိပုံမပေါ်အဖွာကကဒင်ပေါ်တွင်ဆောက်အနွမ်းလေးခြုံပြီးအိတ်နေသည်။ကျမ်းမရေကောင်းပုံမပေါ်အဖွာစီမှာချွဲကပ်နေသောချောင်းဆိုးတံမကြမကြကြားရသည်။ အဖွားကြီးနေမကောင်းလို့ဆေးရုံတင်ချင်တာအဖိုးစုဆောင်ထားတဲ့ရွှေတိုငွေစလည်းကုန်နေပြီငွေပြတ်တော့ငါတို့လင်မယားညာကစားသူ့အဖေပေးထားတဲ့ပကြီကအဟောင်းဆယ်ချက်ရောင်းချင်တာပါအဖိုးပကြီကတွေတော့ထုတ်လိုက်အောင်မခဏဆောင်ငါတူရတယ်ဖို့အေးစစ်စစ်လုပ်ပါအဖိုးကပြောပြောဆိုဆိုအိမ်ထက်ကိုပေါ်တက်သွားသည်ခဏကြာတော့ပကြီကနှစ်ချက်ယူခဲ့ပြီးလေကားကနေဆင်းလာ၏ ပကြီကားကအပင်ကူမြင့်များရစ်ပတ်လျက်ဖုံအလိမ့်လိမ့်တက်က အရန်ဟောင်းနှံညစ်ပေနေသည်ဒီပကြီကားတွေကသူ့အဖေရေးခဲ့တဲ့ပကြီကားတွေပေါ့ဟူအဖွားကိုလက်ညှိုးထိုးကအဖိုးကပြောပြသည်အဖိုးကျန်တဲ့ပကြီကားတွေကျွန်တော်ကုသေးပေးပြစီကောင်းတော့ဗောကွာအသက်ကြီးလာတော့အိမ်ပေါ်နဲ့အောက်စင်းတော့မောနေတာအကြောင်းလည်းမရှိတော့အိမ်ပေါ်တည်းမတက်ဖြစ်တာတော့နှစ်နှစ်ကျော်ပြီ အဖိုးကပြောပြောဆိုဆိုအိမ်ပေါ်ထက်တက်သွားသည် သူနောက်လိုက်ခါတက်ခဲ့ဤအိမ်ပေါ်ထက်တွင် ရှေးဟာပစ္စည်းများနှင့်ပကြီးကားများမှဖုံအလိမ့်လိမ့်တက်နေသည်ပကြီးကားနှစ်ချက်ကိုမျက်နှာချင်းအပ်ပြီးတစ်ခေါက်လေးကတဲကနှစ်ခေါက်တဲယူခဲ့ရ၏အဖိုးကကြောက်ကြောက်မွေးတစ်ပြက်စီလာပေးသည်ပကြီးတကားချင်းစီကိုညင်ညင်တတတန့်ရှင်းလောက်ရ၏ပကြီးကားတော်တော်များများမှာ ကိုလိုနီခေတ်ကဘန်ကောက်ပစိုးနှင့်အင်္ဂလန်လို့ရွက်ပြင်စားများပေါ်တွင်စီစည်းနှင့်ရေးထားတာတွေ့ရသည်အတွင်းပေါင်များမှတစ်သားရောင်မပေါ်တော့ဘဲကြီးအထက်ထက်ကက်ခါမင်းမောင်ညစ်ပေနေသည်ကိုလိုနီခေတ်အဆောက်အုံများလမ်းချားဆွဲသူများတရက်ထားဖြင့်သွားလာနေသောကိုလိုနီခေတ်ပြည်သူများနှင့်ကိုလိုနီခေရန်ကုန်ရှုခင်များကိုရေးဆွဲထားသောပကြီကားက6ချက်လောက်ပါသည်။ကျန်ပကြီလေးကားမှာ ရွှေတကုံဖျားဆောင်တန်းရွှေတကုံဖျားရင်ပြတော်ဘောကရှေးအလူလှဲ့ပွဲပကိုးရွှေမော်တော်ဖျားရှုခင်မြင်းပြိုင်ပွဲနှင့်တင်ပေါ်စိတ်ရှုခင်ကားတို့ဖြစ်သည်ပကြီးရေသူမှအင်္ဂလန်နိုင်ငံထိသွားရပြီးပကြီးပညာသင်ယူခဲ့သောဦးဖြစ်ပြီးလက်ရကောင်းသောရှေးဟောင်းပကြီးကားများဖြစ်သည်ဟုတ်ဒီပကြီကားဆက်ကားကိုဘယ်လောက်ရောက်မှလဲ ငါတို့အဆင်ပြေတယ်လို့သာဈေးကြည့်ပေးပါအဖိုးလည်းဈေးမပြောတတ်ဘူးဒီပကြီးကားဆယ်ကားလုံးသာဥရောပဘက်ထုတ်နိုင်ရင်ချမ်းသာပြီဆိုတော့အတွေ့ကခေါင်းနဲ့ယောက်လာပြီးဇောချွေးတွေကနှစ်ဖူးကနေကြလာသည်အဖိုးကြည့်ရတာပကြီးကားဈေးတန်းကိုတိပုံမပေါ်ကျွန်တော်ပေးတဲ့ဈေးနဲ့ရောင်းမဲ့ပုံရှိသည်ဈေးဘလောက်ပေးရမလဲစဉ်းစားရတာကပို၍ချွေးပြန်သည် အဖိုးဒီလိုလုပ်ဗျာအဖိုးပကြီးကလည်းအရန်ညစ်ပေနေတာအိမ်မှာချိတ်ဖို့တော့အဆင်မပြေဘူးအယောင်နေကြနေရဈေးပေးရမှာခက်တယ်ဗျငါတို့အဆင်ပြေတယ်လို့သာကြည့်ပေးပါ အဖွားဆေးရုံတက်စီရရင်ရပါပြီအဲ့ဒါဆိုပကြီးတကားကိုတသိန်းခွဲထအဖိုးရဆယ်ကားဆိုတော့15သိန်းပေးမယ်ရောင်းမလားဖို့မင်းဈေးပေးတာအများကြီးပါလား ငါတို့လေပြန်ရောင်းလို့ရှုံးနေအောင်ပဲအဲ့လောက်ကြီးမပေးလဲရပါတယ်ငါတို့ရဲ့ရပါတယ်အဖိုးရ15သိန်းမဲ့ယူပါကျွန်တော်ရောင်းတတ်ပါတယ်ဒီမှာဖို့ဒါ10သိန်းဒါ9သိန်းစုစုပေါင်း15သိန်းနော်ကျွန်တော်ပကြီကားရည်တည်သွားတော့မယ်အဖိုးမျက်နှာမှာအပြုံးရည်များတန်းလာပြီမောင်မင်းကြီးသားသွားလေရလာလေရမှာခလုံးမတိစူးညီပဲကျမ်းမာချမ်းသာပါစေဗျာဟုစုပေးနေလေသည် ကျွန်တော်ကတက္ကစီကားဆရာကိုလမ်းခေါ်ပြီးပကြီကားများတင်ကအဖိုးကိုနှုတ်ဆက်ပြီးအိမ်ပြန်ခဲ့သည်ပကြီကားများကိုတက်ရှင်ရေးလုပ်ဖို့နားလဲတက်ချွန်းသူရှာရသည်ရှေဟာသူတေသနာဌာနမှာပကြီကားထိန်သိမ်းရင်းနဲ့ပကြီကားဆေးတတ်သည်လူတယောက်ရှိကြအသိပကြီဆရာကပြောပြသည်ထို့လူမှာပင်စင်ယူထားကတာဂီတာဘက်တွင်နေချောင်းတည်ရ၍လိုက်ရှာရသည်ပကြီကားများကိုအိမ်မှာပဲတက်ရှင်ရေးလုပ်ခိုင်းရသည် ဒီပကြီးကားသတင်းမပေါက်ကြဖို့ပကြီးစီးကားအပြင်သူ့အတွက်မုံဖို့၅သိန်းလောက်ပေးရ၏ပကြီးကားများတိချာစီးပြီးချိန်တွင်အယောက်များစုတက်လာကငကူမူရင်းနှီးပါဖြစ်လာ၏ပကြီးကားများကလက်ရအလွန်ကောင်းမွန်နေတာတွေ့ရသည်ရှေးဟောင်းပကြီးကားအဲ့လောက်ကောင်းတာအခုမှမြင်ဘူးတွေ့ဘူးသူလိုအံ့ဩကရင်တထိတ်ထိတ်ခုန်နေတော့၏ ထွန်းနာ၎င်းပကြီကားများကိုထိုင်းနိုင်ငံဘက်သို့အောက်လမ်းမှနေ၍တည်ထုံနိုင်ခဲ့သည်ဥရောပကမိတ်ဆွေတို့အကူအညီဖြင့်အင်္ဂလန်ထိတည်ထုံနိုင်ကနိုင်ငံတကာပကြီကားစုဆောင်သူများထံယူရိုငွေဖြင့်တကားချင်းရောင်းချခဲ့သည်ဈေးမျိုးမျိုးမြမြဖြင့်ရှစ်လခန့်အချိန်ယူ၍ရောင်းခဲ့ရာဆယ်ကားလုံးရောင်းထွက်ခဲ့သည်ထို့အချိန်ကကျွန်တော်ရခဲ့သောအမျက်ငွေမှာစူးလီရှန်ဂယ်လာရီ ဟိုတယ်ကိုတောင်ဝယ်ယူနိုင်သောတန်ဖိုးငွေဖြစ်ပါသည်သူပကြီးကဆယ်ကားကြောင့်ကျွန်တော်ဘဝပြောင်းလဲကချမ်းသာခဲ့ပါသည်နှစ်နှစ်ခန့်ဥရောပတစ်ခွင်လဲပတ်သုံးဖြုံးခဲ့တာတောင်ငွေကြီးများစွာကျန်ပါသေးသည်ဥရောပမှာသုံးဖြုံးလို့ဝါမှကျွန်တော်ရန်ကုန်ပြန်လာခဲ့သည်ရန်ကုန်ရောက်ပြီးတလခန့်အကြာမှာပကြီးကရောက်ပြီးခဲ့သူဖိုးကြီးကိုတတိယ၍ တောင်ဩဂလာတို့ဂျာမနီနိုင်ငံလို့မော်ဒယ်မြင့် မာစီဒီကအနေရောင်လေးဖြင့်တွားရောက်ခဲ့သည်အဖိုးအဖိုးရှိလားအဖိုးကတကားလာဖွင့်သည်ဘယ်သူလဲအဖိုးကျွန်တော်မမှတ်မိဘူးလားတုံခဲ့တဲ့နှစ်နှစ်ကျော်ကအဖိုးစီယာပကြီကားဆယ်ကဝယ်ယူသွားတဲ့ကောင်းလေးလေအော်မှတ်မိပြီမင်းပေးသွားတဲ့ငွေနဲ့ငါမိမကိုစေးုံတင်ခဲ့တယ် ဒါမဲ့ဆေးရုံနှစ်ပတ်လောက်တင်ပြီးငွေကုန်သွားတာနဲ့ဆက်မကူနိုင်လို့ငါမေမောင်အိမ်ပြန်ခေါ်ခဲ့ရတယ်။အိမ်ရောက်ပြီး၃လကျော်တာနဲ့သူလဲဆုံးသွားတာပဲ။အဖိုးလည်းအိမ်မှာရှိတဲ့ရှင်းအောင်ပစ္စည်းလေးတွေရောင်းချပြီးရက်တည်နေရတယ်။အရန်ချွေတာပြီးစားတောက်နေရတယ်ဆိုပါတော့ကွာ။အသက်ကြီးလာတော့ကျန်းမာရေးလည်းမကောင်း။ဆွေမျိုးတွေကငွေမရှိတော့ငါ့ကိုပြစ်ထားကြတယ်။လာမကြည့်ကြဘူး။ဒါနဲ့ငါပကြီးကားရရပြီမင်းအရန်ချမ်းသာသွားပြီလို့မျက်ထွန်းကပြောတယ် အခုမင်းငါစီလာတာငါ့ကိုကူညီဖို့လာတာလားကျွန်တော်အဖိုးပကြီးကားရေရောင်းပြီးအရန်ချမ်းသာသွားတယ်ဆိုတာဟုတ်ပါတယ်အဖိုးကျွန်တော်အခုအဖိုးစီလာတာကလွန်ခဲ့တဲ့နှစ်နှစ်ကျော်ကပကြီးကားလာဝယ်ရင်မိကြံခဲ့တဲ့တရုတ်လောက်ခောက်ထီအဟောင်းလေးလာယူတာပါအဖိုးကိုတော်နေ 苏贞思读《新民两千》，我前面都已经被那些磨转，还是有点慢。这苏贞思白写。